အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေသေးကတော့600အကြနဲ့ဈေးဖွင့်သွားပါပြီဒီနေ့က15ရက်နေ့9လပိုင်း2020နဲ့9ခုနဲ့မနက်ပိုင်းတိုင်းရွှေသေးကတော့600ကြပါတယ်96တသမ500ခန့်ရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ300ဆိုင်ကလက်ခံတဲ့ဈေးက9000နဲ့မှ200လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ100ဆိုင်ကလက်ခံတဲ့ဈေးက4900တသမ3နှစ်နဲ့ပေါင်ဈေးရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3186နဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုတိုင်းမှန်ငွေ30 ်တမ43နဲ့ထိုင်းရွှေစီကိုတွက်ထားပါတယ်66တမ500ကိလိုရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ကတ်200ရှိပါတယ်လက်ခအပီးအစည်းထိုင်းရွှေခဲတစ်ပတ်သားကို9500နဲ့ပေါင်စည်းရှိနေပါတယ်ဆိုင်ကလက်ခနဲ့စီကတော့ရာကိလိုပြတ်မပြတ်ပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခမှာပါလက်ဝိညာဉ်တိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000လေးရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစီနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝိညာဉ်တိုင်းတစ်ပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကိလိုပြတ်ပြီးတဲ့အပြင်ကို4800ကျော်စည်းနဲ့ပြန်ပြီးတော့လက်ခမှာပါဒီနေ့မှာတော့ထိုင်းရွှေ ွေဈေးတွေကကျသွားတာဖြစ်ပါတယ်။လက်ရှိမှာလည်းအချာဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမယ်ဆိုလို့ရှိရင်တော့အခဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ကနဲ့ရမားပတ်သားတွေဝယ်မယ်ဆိုရင်လက်ကအကုန်ချာမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုမြေတန်းတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာဒီနေ့ပြည့်စုံပြီးအနေနဲ့ခင်လို့ပြရှင်းနိုင်ကြပါစေ။